တက္ကသိုလ်20လောက်မှာလုံလောက်တဲ့ဥပဒေပညာရှင်မရှိဘူးမရှိတော့ကျမမေးကြည့်တယ်ဆရာမတွေကိုဘယ်လောက်ဆိုရင်လုံလောက်မလဲဆိုတော့တကယ်တော့တဝက်ကိုဖြတ်ချလိုက်မှသာလုံလောက်ရှိမှာဒါပေမဲ့တချို့တက္ကသိုလ်တွေကသူတို့ကလက်မလွတ်ချင်ဘူးဘာလို့သူတို့မှာဌာနဘယ်နှခုရှိတယ်ဘယ်နှခုရှိတယ်ဆိုပြီးတော့ဟိုလူကြားကောင်းအောင်ပေါ့နော်အဲ့တော့အဲ့ဒီဟာတွေကတော့ပြင်ရမှာပဲပြင်ရမှာပဲဆိုတော့လူကြားကောင်းအောင်မဟုတ်ဖ ೇನೆ တဲ့တိတိယောက်ယောက်သင်နိုင်အောင်လို့တော့ဒါဥပဒေနဲ့ထိန်းသွားမှာပဲ။ ဒီတိုင်းပဲလုပ်လို့တော့မရဘူးဘာဖြစ်ဆိုတော့အငါကြတော့တမျိုးဆက်ဆံတယ်သူကြတော့တမျိုးဆက်ဆံတယ်ဆိုပြီးတော့တိတ်သူတွေကဖြစ်လာတယ်တိတ်သူတွေနောက်ပြီးတော့ဆောက်ထားပုံကလည်းပညာရေးကိုအဓိကထားပြီးတော့ဆောက်ထားတာမှမဟုတ်ဘူးအเจ้าလူအเจ้าသားတွေကိုဘယ်လိုထိန်းထားနိုင်မလဲဆိုတော့အဓိကထားပြီးတော့ဆောက်ထားတာဆိုတော့တချို့တိတ်သူတွေဆိုလို့ရှိရင်မြို့နဲ့တိတ်ဝေးတာပဲမြို့နဲ့တိတ်ဝေးတယ်နောက်ပြီးတော့မူအရတိတ်သူတွေနားမှာအဆောင်နေမဆောက်အောင် အဲ့ဒါကတော့ကလေးတွေမစုနိုင်လို့မလို့ပေါ့မစကလေးကလေးတွေမစုနိုင်အောင်လို့ဆိုတော့ထားလိုက်ပါတော့ဒါမဲ့အဲ့ဒီရည်ရွယ်ချက်ကလည်းကောင်းတာတော့မဟုတ်ပါဘူးဒါမဲ့နောက်အဲ့ဒီရဲ့အကျိုးဆက်တစ်ခုကဘာလဲဆိုတော့ဒီเจ้าသူเจ้าသားတွေကအသွားအပြန်မှာပဲအချိန်သိပ်ကုန်ရတယ်အသွားကအပြန်မှာပဲအထိတ်အချိန်သိပ်ကုန်ပြီးတော့ဒီတက္ကသိုလ်ရဲ့ထိရောက်တဲ့တောင်မထိရဘူးနောက်ပြီးတော့เจ้าသားတွေကတက္ကသိုလ်ပညာသင်တယ်ဆိုတာဟာဘွဲတစ်ခုရဖို့ပဲလည်းမဟုတ်ဘူးဒီလောကကြီးထဲမှာလေပတ်တက်ဖို့ လောကရဲ့စင်ခေါ်မှုတွေရင်ဆိုင်နိုင်ဖို့လူမှုရေးနားလည်ဖို့လူမှုရေးနားမလည်ဖို့အခွင့်အရေးကအရင်နေသွားတယ်တခါရင်မင်းနဲ့စောစောစီစီကရောက်အောင်လို့သွားသွားပြီးတော့အတန်းတက်တန်းတက်ပြီးတော့တခါညကိုမိုးတိမ်မိုးမိုးချုပ်လို့ရှိရင်မိဘဆိုရင်မဆိုလို့ဆိုတခါပြန်လာအဲ့တော့ကလေးတွေကတက္ကသိုလ်ရဲ့တက္ကသိုလ်တခုကရတင်ရလိုက်တဲ့အကျိုးတွေမရဘူးပေါ့ဒါအလုံးပြန်ပြင်ရမှာပဲအလုံးပြန်ပြင်ရတာစတာကတော့အစ်မင့်ပညာရေး ဥပဒေကိုတော့အများဆုံးဆွဲရမယ်ဒီစစ်မပြရရဥပဒေမဆွဲမီတော့အခုစနစ်ကိုပြင်ဖို့ဆိုတော့ခက်ပါလိမ့်မယ်ဘယ်လိုပုံစံနဲ့ပြင်လဲပြင်မလဲဆိုတော့ကိုယ်မှအစီအစဉ်ရှိရမယ်လေ plan မရှိဘဲနဲ့ဟိုနေရာလျှောက်ပြင်ဟိုနေရာတို့ဒီနေရာတို့လို့လုပ်လို့မရပါဘူး